အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီလီစီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှတော့ကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီအားလုံးအတွက်12ရက်6လ2025ကနေ17ရက်6လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကိန်းကိုဂန္ဓာတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကာလမှာကျွန်တော်မိတ်ဆွေဗုဒ္ဓဂူသာသမီတွေပေါ့လေအဲဘလိုကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်အလောက်ကပဲစပြောကြပါတော့ဗျာနော် အဲဒီကလာမှာဝန်ထမ်းနေတာဖြစ်ခဲ့မယ်ဆိုရင်အလုတ်ဖြစ်ဖြစ်မဖြစ်အိမ်နေရာထိုင်ခင်းအိုးအိမ်နေရာထိုင်ခင်းပြောင်းရတဲ့ဌာနပြောင်းရတဲ့ဂိမ်းတွေမှာပါတယ်ဗျာနော်ယာရုတိုအပြောင်းအရွှေ့နဲ့ပြောင်းရတဲ့ဂိမ်းတွေမှာပါတော့တစ်ဖက်ကကြည့်ရင်ဝမ်းသာဖို့ကောင်းလာတယ်နော်ဆိုတော့အဲယာရုတိုတဲ့ဂိမ်းရှိတယ်တချို့ကယာရုတိုရင်တို့မတို့ရင်လစာတို့တဲ့အနေအထားရှိတဲ့အတွက်ဝမ်းသာဖို့ကောင်းတယ်ဗျာနော်ပြီးတော့အလုတ်မရှိသေးတဲ့သူတွေဆိုလည်းဒီကလာမှာကြိုးစားပြီးတော့အလုတ်တွေကိုတစ်ဖက်ကရှာဖွေရှာဖွေပေးပါဗျာနော်အလုတ်မရှိသေးတဲ့သူတွေဆိုရင်အလုတ်တွေရတဲ့ဂိမ်းရှိပါတယ်ဗျာနော်ဆိုတော့အလုတ်နဲ့ပတ်သက်ပြီးတော်တော်လေးအားကောင်းတယ် အဲနောက်တစ်ခုဒီကလာမှာငွေကြေးအဆင်ပြေတဲ့သူတွေဆိုလို့ရှိရင်အဲအိုးသက်အိမ်သက်ရထားတဲ့ဂိမ်းတွေမှာပါတယ်အိမ်ပြင်းရတာအိမ်ဆောက်ရတာအိမ်သက်ဝယ်ရတာအဲ့ဒါမျိုးတွေဖြစ်တတ်တယ်ပြီးတော့ဒီကလာမှာအဲ့လိုမျိုးစောက်မယ်ဆိုရင်လည်းစောက်လို့အသင့်တော်ဆုံးကာလဖြစ်နေတာသူကတွေ့ရတယ်ပေါ့နော်တချို့ကတော့တိုက်ခန်းနေဖြစ်စေပေါ့လေအဲ့ဒါနေရာထိုင်ခင်းတွေအသက်ရထားတဲ့ဂိမ်းတွေမှာရှိတဲ့သူကအမရန်ဝမ်းသာဖို့ကောင်းတယ်အဲရှိတဲ့ပတ်စံတွေကိုအိမ်မှာအသုံးချမယ်ဆိုရင်ပို့ပြီးတော့ထိရောက်ပါတယ်ပေါ့နော်အလေလွင့်မဖြစ်တော့ဘူးပေါ့အဲ့တော့အလုတ်ကတော့အဆင်ပြေပြီအဲ့မှာတခုမှားစရာရှိတယ်ဘယ်တော့ပဲအလုတ်အဆင်ပြေပြေမပြေပြေအလုတ်မှာသူက အဲကို့တိုက်ခိုက်တဲ့သူမနာလိုတဲ့သူတွေအလိုမရှိတဲ့သူတွေရှိနေတယ်ဆိုတာကတော့အသေးချာပဲအဲ့ဒါလေးသိသိချင်းတယ်အဲဒီကနေ့မှလေဘုဒ္ဓကုသသမီးတွေတစ်ဖက်မှာဘလောက်ကောင်းကောင်းဘာပဲလုပ်လို့ကိုကချစ်လို့ပြုံးပြရအောင်ကို့ကိုမုန်းမဲ့ဆိုတဲ့သူတွေကို့ကိုတသက်မှတ်နေထိုင်နေပြဿနာလာရှာနေတဲ့သူတွေတွေအလိုလိုပေါ်လာလိမ့်မယ်အထူးသတိထားပြီးတော့ဟိုဟာတိခန့်စိတ်မွေးရမယ်မြစ်တာစိတ်ထားမယ်ဥပ္ပခါပြူပါမယ်အဲ့လိုလေးလုံးမရမယ်နော်အဲ့လိုမှမဟုတ်ဘူးကိုလည်းဘာမှမဟုတ်တာမလုပ်ဘဲနဲ့ ဗလိုင်းလာပြီးတော့ဆွတ်ဆွဲတာတွေပြောဆိုတာတွေအဲ့လိုမျိုးတွေခံတဲ့အခါမှာမခံနိုင်လို့ထပြီးဖြစ်ရင်ပြဿနာကြီးမမပိုဖြစ်တာပိုပြီးစိတ်နှောက်ယှက်ဖြစ်စရာလေးတွေကြုံရတတ်တယ်နော်ဒီကလာကရန်အတိုက်ခိုက်အများဆုံးကလာလို့ခေါ်တဲ့အတွက်အထူးသတိထားပါလို့ထက်တယ်လဲလဲအကြံပေးခြင်းနဲ့နော်လုံးဝမပေါ်ဆက်ပါနဲ့အဲတချို့တွေဆိုရင်အလုတ်ကတော့အဆင်ပြေပါရဲ့အထက်လူကြီးကလည်းကိုကြီးဆောက်ခတ်ပါရဲ့ဒါပေမဲ့လုတ်ဖို့ကိုင်းမဲ့အချင်းချင်းတို့အောက်လန့်ငယ်သားတွေတို့ခဏခဏဂုံးတိုက်တာတွေအဲအများအားတိုက်ခိုက်ဖို့ချောင်းမြောင်းနေတာတွေဖြစ်တဲ့အခါမှာလက်ရှိအလုတ်ကနေထွက်ချင်းပြောင်းနေတဲ့စိတ်တွေပါ ပေါ်လာတယ်အဲ့လိုအဆင်မပြေတာမဟုတ်ဘူးပြေလာတယ်ရန်နေပါလေအဲ့လိုမျိုးတွေကိုသဘောမချတဲ့သူတွေကြတော့လေနိုင်ပါလေဆိုတော့သဘောကျတဲ့သူတွေကလက်ရှိလောက်ကနေပြောင်းရင်ရွှေ့ရင်တဲ့စိတ်တွေပေါ်လာပါလေရောဆိုတော့အဲ့လိုမျိုးပြောင်းခဲ့ရင်မကောင်းဘူးပေါ့လေလက်ရှိလောက်မှာပဲလုပ်နေပါလာတာတို့တာရာလူတို့တဲ့အနေထားလေးတွေကြုံရတတ်တယ်အဲ့ဒီမှာဝင်နှန်းနေဆိုရင်ဒီကလာမှာရာလူတို့အပြောင်းရှိတော့ဖြစ်ပါရဲ့သို့တော့အဲစစ်မကြီးရတယ်နဲ့မကင်းတဲ့နေရာဒေသတွေကိုပြောင်းအောင်ရွှေ့ရတဲ့ဂိမ်းတွေမှာပါတဲ့အတွက်အထူးသတိထားပါလို့ထပ်တလဲလဲအကြံပေးခြင်းနဲ့နော် ဲဘုရုသာသမီးချင်းတူတော့လည်းပဲတယောက်နဲ့တယောက်ကအအဆိုးအကောင်းတော့ကွာခြားမှုတွေတော့ရှိပါရှိပါလိမ့်မယ်ဗျာနော်အခြေအနေပတ်သက်ပြီးထည့်ဟောပေးခြင်းနဲ့အရန်ရေးကြည့်လို့ပါဗျာနော်အချစ်သူမရှိတဲ့သူတွေဆိုရင်ဒီကလာမှာချစ်သူရတတ်တယ်ဗျာနော်အချစ်သူရှိတဲ့သူတွေလည်းအိမ်အောင်ကြတတ်ပါတယ်ဗျာအဲ့လိုကိန်းခံလေးသွားတွေ့တယ်ဒါပေမဲ့လို့အဲ့ဒါတွေကကောင်းလားလို့မေးလို့ရှိရင်ဒီကလာမှာဘုရုသာသမီးတွေအချစ်အိမ်အောင်ရေးငုတ်လို့ထိုင်နေတဲ့ပြဿနာထားတတ်တယ်အဲတတိယတယောက်ပေါ်တဲ့အနေထားတွေကြုံရတတ်တယ် ီတော့ဒီကာလမှာအိမ်အောင်ပြုတ်မဲ့ဆိုရင်လည်းနှစ်ဖက်မိသားစုတွေကသဘောမတူတဲ့အတွက်စန့်ကျင်ကန့်ခတ်တာတွေပြင်းပြထန်ထန်ကြုံရတာမျိုးတွေဖြစ်တတ်တဲ့အတွက်နောက်ဆုံးခိုးရလိုက်ပြီးတာတို့နားလည်မှုနဲ့အတူတူနှုတ်သဘောတူနေလိုက်ရတာတို့သွားဖြစ်တတ်တယ်ပြီးတော့ဒီကာလမှာချစ်သူမရှိတဲ့သူတွေရတတ်တယ်လို့ပြောတယ်နော်ဒါပေမဲ့လို့ချစ်သူပဲရရအိမ်အောင်ပဲကြကြမကောင်းဘူးပြမလွတ်လပ်တဲ့သူတွေနဲ့သွားဖက်သက်မိတဲ့အခါအဆက်တကွယ်အကျိုးနဲ့ဖြစ်တဲ့နာမည်ဂုဏ်သိက္ခာလေးကြအောင်ဖြစ်တဲ့အဲ့လိုဖြစ်လို့ရှိရင်သူကတက်ဆိုင်တဲ့လူတယောက်နဲ့တယောက်တိတိယုံပဲမဟုတ်ပဲနဲ့ line ပေါ်တွေပါလေးပြန်လာတယ်နာမည်ဂုဏ်သိက္ခာလေးကြတာမျိုးတွေဖြစ်တဲ့ ဲ့ဒီမှာအမျိုးသမီးလေးတွေတို့ကကျွန်တော်မာဒီယာလေးရှိလို့ပါအရန်ခယူဆိုင်ပါဒီကလာမှာနာမည်ဂုဏ်သိက္ခာကြာဒီယာလေးတွေဖြစ်တဲ့တော့နေပုံထိုင်ပုံသွားပုံလာပုံလေးတွေသတိထားမယ်နာမည်ပြက်တာလေးတွေအဲတချို့ဒီဖုန်းထဲရဟာတွေတချို့ပေါ့လေပြန့်နှံ့သွားတာမျိုးတွေအဲအဲ့ဒါမျိုးတွေရာစားသွားကြုံရတတ်တယ်နော်ဘုတ်ကူသားသမီးတွေသတိထားပါလို့ထက်တက်လေးအကြံပေးခြင်းနဲ့ငွေကြေးနဲ့ပတ်သက်လို့ရှင်တော့လေဒီကလာမှာငွေကြေးလုံးဝလက်မလုံးမိပါစေနဲ့နော် အငွေကြေးလက်လုံလိုက်တဲ့ငွေကြေးလေးတွေကပြန်မရတာပဲစုံနာမျိုးမျိုးလေးတွေများတယ်ဗျအဲ့တော့လက်ထက်ပတ်စံရလို့ရှိရင်လည်းလေပြန်ပြန်ပြီးထွက်တာဖြစ်တဲ့အတွက်ခုနကလိုအိမ်တက်နိုင်အိမ်ဝယ်ပါအဖတ်တင်တာလေးတွေတခုခုလောက်ထားပါဗျာနော်အဲ့ဒါမှလည်းသိနေအောင်မယ်လက်ထက်ထားလို့ရှိရင်တော့မမြဲပါဘူးဗျာနော်အဲ့ဒီစကားလေးမမေ့ပါနဲ့ပြီးတော့ဒီကာလမှာဗုဒ္ဓဂုသာသမိတွေလောင်းကစားလုံးဝမလုပ်ပါနဲ့နော်လုပ်ရင်ဘယ်သူမှလည်းမကယ်နိုင်တရားမင်းလည်းစင်ကယ်လို့လည်းမရနိုင်တဲ့အနေအထားဖြစ်သွားပါလိမ့်မယ်အရန်စိတ်ဘူးလို့ပါအရေးကြီးလို့နော် ပြီးတော့ကျွန်တော်အဟောရလေးလေးအားလဲနာပါတယ်မာဒီယာလေးရှိလို့အရေးကြီးလို့နော်ကုတ်ကန်လေးကိုသိရင်ရှောင်လို့ရအောင်မလို့စနေခိုက်တယ်လို့ခေါ်တယ်ဗျအဲ့တော့ဘာဖြစ်လဲဆိုတော့မင်းအစိုးရနေနဲ့ပတ်သက်ပြီးတော့ညှိစုံသွားတာမျိုးလေးတွေဖြစ်တတ်တယ်ဥပမာဗျာအစစ်မှုထမ်းတဲ့ကိစ္စမျိုးလေးတွေဖြစ်စေအဲဒါမှမဟုတ်လို့ရှိရင်တခြားအကြောင်းအရာဖြစ်စေအဖန်စီကံအစစ်စစ်မင်းမြန်ခံရတာအချုံအောင်ထောင်တန်းကြတာအဲရုံရုံကရောပြဿနာဖြေရှင်းရတတ်တဲ့ကိန်းရှိတယ်ကိုဘကမန်တယ်ဆိုရင်တေချာပေါင်းအနိုင်ရမယ်သို့တော့မားတယ်ဆိုရင်တော့ဒကြမင်းစင်းကလည်းမရနိုင်တဲ့အနေအထားဖြစ်လိမ့်မယ်နော်အဲအဲ့ဒါလေးအရန်ဂယူဆိုင်ပါ ကျွန်တော်အဲ့ဒီခုသွားစိတ်ပူပါတယ်နော်အကျမ်းမာရင်းနဲ့ပတ်သက်လို့ချင်းဘာဖြစ်တယ်လဲဆိုတော့အကျမ်းမာရင်းမှာအဆုတ်နဲ့ပတ်သက်တဲ့ယောဂအစာရင်းနဲ့ပတ်သက်တဲ့ယောဂနည်းနည်းလေးပြင်းထန်လိမ့်မယ်မပေါ့ဆန်နဲ့နော်အစီအဆုတ်အစာရင်းလို့ခေါ်ပါတယ်အမျိုးသားလေးဆိုတော့စီယောဂများပါတယ်ပါနော်ပြီးတော့အဆုတ်အစာရင်းအမျိုးသမီးတွေပို့ပြီးဓတိထားပြီးနော်ဒီကနေ့မှာအကျမ်းမာရင်းညာလို့ဆေးုံအစီကံပြမယ်ဆိုရင်တင်းငွေတွေသားသမီးဆရာဝန်နဲ့ပြရင်ပို့ပြီးတော့ကောင်းတယ်အလုပ်တွေပါလေလုပ်မယ်ဆိုရင်လည်းတင်းငွေတွေသားသမီးဆရာဝန်နဲ့အဲဆရာ sorry တင်းငွေတွေသားသမီးတွေနဲ့ပူးတွဲပြီးလုပ်ပေးပါဗျာနော် ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကနေတဲ့သူတွေဆိုရင်အိမ်အယောင်းဝယ်လုပ်တာတွေအိမ်ဆောက်ပစ္စည်းရောင်းဝယ်တာတို့အိုးရောင်းတာတို့အုပ်ရောင်းတာတို့အိတ်ရောင်းတာတို့အဲအဲ့ဒါတွေကဒီကလာမှာအကျိုးပေးတဲ့အထက်မှာပါပါတယ်ဗျာနော်အထူးသဖြင့်အခြေအိမ်တော်ကြီးရောပတ်သက်တဲ့သူဘယ်သူပဲဖြစ်ဖြစ်ပါဒီကလာမှာစနေအင်္ဂါအဲ့ဒီနေ့နေ့ကိုအကြောင်းပြုပြီးတော့စက်ညစ်စက်တခါရောက်ရလိမ့်မယ်အထူးသတိထားပါအခြေအိမ်တော်ကြီးတွေမတန့်ရှင်းတဲ့အခြေအိမ်တော်ကြီးတွေကြောင့်ရှုပ်ရှက်ခတဲ့အနေအထားကြီးတွေတွားကြုံရတဲ့ရှစ်တူအခါနောက်ဆုတ်ခတ်ကြုံရတဲ့သတိထားနော် ်တခုဆိုရင်တနခုနေသားသမီးအကျိုးပေးတယ်စနေအင်္ကာဒုက္ခပေးမယ်ထပ်ထပ်ပြီးတော့ဂယူးဆိုင်မယ်နော်အစားစာတွေပါလေစားတဲ့ခါမှာအစာမဆေးမဖြစ်တာမျိုးတွေကြုံရတတ်တယ်ဟိုစိတ်လေးတွေကလေးနေသလိုဖြစ်နေတတ်တယ်ဗျအဲစိတ်နဲ့ပတ်သက်ပြီးတော့အထူးသတိထားနော်ဂယူးဆိုင်ပေးပါတချို့တရားတော်ဒီကလာမှာငှောက်အောင်မြန်လူများတွေများစုံပြောကားတွေနဲ့ပြူစာနှောက်ရက်ထားသလားဆိုတာမျိုးတွေဖြစ်တတ်တဲ့အတွက်အဲဘယ်သူမှမပြုစားပါဘူးဒီကိန်းချမ်းကြောင့်ဒီတိုင်းဖြစ်တယ်ဆိုတော့လေးသိသိချင်းနဲ့ပြီးတော့တခုမှဆရာရှိတယ် ဒီကလာမှာပြပသွားဖို့ကြိုးစားနေတဲ့သူတွေဆိုရင်မသွားဘဲနဲ့လက်ရှိနေရာလေးမှာပဲခဏလောက်နေပါအောင်ဗျာနော်သွားဖို့လာဖို့လေးတွေကခက်ခဲတာလေးတွေလွှဲချော်တာလေးတွေဖြစ်တယ်လို့မကြပါဘူးအဲတိတ်မကြခင်မှာပဲသွားမယ်ဂိမ်းလေးတွေအလိုပေါ်လာမယ်ဒီတစ်ပတ်ထဲမှာတော့သွားဂိမ်းလေးတွေမရှိသေးဘူးဆိုတာလေးသိသိချင်းတယ်ဗျာနော်ဇွန်လ13ရက်14ရက်15ရက်18ရက်17ရက်အဲ့ရက်တွေကတော့အများကိစ္စတွေအဖွဲ့အစည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအစင်းမင်းနဲ့တာဝန်တွေထမ်းဆောင်ရတဲ့ရာထူးတိုးတဲ့ဂိမ်းအနေထားရှိတဲ့ခေါင်းဆောင်ဖြစ်တယ်လို့ခေါ်တာဗောလေမိသားစုမှာဆိုလို့ရှိရင်လည်းဖြစ်နေတဲ့ပြဿနာတွေအားလုံးကိုကိုကလိုက်ပါဖြေရှင်းဆောင်ရွက်နိုင်စွာရှိတဲ့အနေထားတွေ ကြံဝိုင်းတတ်တယ်။ရှီတော်ကနောက်ဆုံးအခက်ဖြစ်နေတာတွေရက်တက်နေတဲ့လုပ်ငန်းတွေကိုအဲ့ကာလမှာပြန်လဲစတင်လုပ်လို့ရတဲ့အနေအထားတွေဖြစ်လာလိမ့်မယ်။ပညာရေးနဲ့ပတ်သက်ပြီးတော့ရည်ရွယ်ထားတာရှိလို့ရှိရင်ရည်မှန်းချက်တွေတွေအောင်မြင်လိမ့်မယ်။ရက်တက်နေတဲ့ပညာရေးတွေကိုပြန်ပြီးစတင်အကောင့်ထဲပို့လို့အကောင့်သုံးသောကာလလို့ခေါ်ပါလိမ့်ကနော်။ဇွန်လ12ရက်16ရက်အဲ့ရက်တွေမှာတော့အမှုပြသနာမဖြစ်အောင်နေရတယ်။ငုတ်တို့ထိုင်နေတဲ့အမှုပြသနာတွေဖြစ်တာလူကြီးရောက်တာရေချောင်းကြောက်ပြသနာဖြစ်တာလေးတွေကြုံရတဲ့နှုတ်စည်းမဆောက်တဲ့သူတွေကိုအကြောင်းပြုပြီးတော့ခိုစကားဒီပိုဒီစကားဟုတ်ဖို့နဲ့အဲ့မှာရင်စိတ်ဝမ်းတွေကွဲကြပြီးပြသနာအနောက်ရှက်တွေဖြစ်တာ နော်လူမှုရေးအိမ်ဆောင်ရေးနဲ့ပတ်သက်ပြီးအချက်တကွဲအကျိုးနဲ့ဖြစ်တာလေးတွေကြုံရတဲ့အတွက်အထူးသတိထားပါဂျမိုင်းညာရင်မျက်စိတို့စီးအဆုပ်အဆိုင်နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တဲ့အတွက်ဆေးရုံစည်းကံပြေးရတာမျိုးတွေဖြစ်တဲ့အဲပြောအောင်မယ်ဆိုင်ကယ်ဒီပါစီးရင်တစ်ချက်သတိထားအက်ဆီဒန့်ဖြစ်တဲ့ကိန်းရှိတယ်နော်ဂယူဆိုင်ပါဆိုင်ကယ်လုံးဝအဝင်မတော်ပါဘူးနော်မမေ့ပါနဲ့အဲ့တော့ဒီကတော့မှကန်ဒီယာရဲ့ထောက်မမှုတွေအပြေအဝရအောင်အနီရောင်ပန်းရောင်ခဲရောင်အစိမ်းရောင်တို့ကိုအဓိကထားဝတ်ဆင်တုံဆွဲပေးပါသစ္စာပန်းရောင်စုံအောင်တပြေပန်းအုံညုံအုံပန်းအဲ့ဒီပန်းတွေကို မိမိတို့ယုံကြည်ကိုဝယ်တဲ့ဖရားမှာဖရားမှန်ကတ်တာပဲဖြစ်ဖြစ်နေအဲ့ကနေမှအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေအဲဗုဒ္ဓကူသာသမီတွေပေါ့လေဒီတပတ်တာကာလမှာကောင်းတဲ့ကံလေးတွေပိုကောင်းပြီးအညံ့လေးတွေပြေသွားအောင်ရေရရလေးခြေရမယ်ဗျအဲ့တော့ဘလို့ရေရရခြေရမလဲဆိုတော့အုံနှုတ်ခေါက်ဆွဲလေးကိုအဲလူတန်းပြအောင်လူတန်းပေးပါဗျာနော်အပြင်အရင်ဦးဆုံးတော့ဖရားဆုံးတော့ကတ်မယ် เนาะပြီးလို့ရှိရင်တက်ကြီးရွယ်ကိုဒီအနီးနာပတ်ဝန်းကျင်အနီးနာချင်းတွေကိုဒါနပြုလူတန်းကျွေးမိမယ်ကိုရိုင်းနဲ့စားသုံးမယ်အလိုရှိရလေးဆန္ဒပြုဆူတောင်းခြင်းအဖြစ်အလိုရှိရလေးတွေပြေဝလာလိမ့်မယ်ဗျာเนาะကြုံရတဲ့အញ្ញံခက်တွေဒီပြေပောက်ချင်တယ်ဆိုရင်ကျမ်းမာရေးညံ့နေတဲ့အဖိုးဖွားတွေရဟန်းတန်ကတော်တွေတက်ကြီးရွယ်တွေကိုတက်နိုင်သလောက်စေဝါဒါနလေးလူတန်းပြအောင်လူတန်းပေးလိုက်ပါဒါဆိုရင်တော့အញ្ញံလေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေကအေကံမုတ်ချပိုးရေးကောင်းသွားပါလိမ့်မယ်ဘုတ်ကူသာသမီအားလုံးစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းများဖြစ်ပြည့်စုံပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်